မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး၈အပိုင်ငယ်၁၂ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကြောင်းမူကားစေတနာစိတ်သည်အသင့်ရှိလင်မတက်နိုင်သောအမှုကို မထောက်ဘဲ တက်နိုင်သောအမှုကိုထောက်၍နှစ်သက်တော်မူပွဲဖြစ်၏ဒီနေရာမှာရှင်ပေါဒုကမာကေဒေါနိပြည်မှာရှိတဲ့အသင်းတော်တွေရဲ့စေတနာစိတ်နဲ့ပေးလှကြတဲ့အကြောင်းကိုဖော်ပြထားတယ်။သူတို့ကစွန့်ကြဲပေးကမ်းတဲ့နေရာမှာမိမိဥစ္စာပြုံးတိလောက်အောင် ပေးကြတယ်လို့ပြောပါတယ်။ပြီးတော့ရှင်ပေါလူကိုသာမကတန်ရှင်သူတွေကိုလှုပ်ကြွေးဖို့ရန်အတွက်လဲသူတို့ကစံတာရှိကြတယ်။ အဲ့လိုလှုပ်ကြွေးပြုစုပို့ရန်အတွက်လဲပေါ်လူကိုတောင်းပန်ကြရဲဆိုပြီးတော့မှလဲဖော်ပြထားတာတွေ့ရပါတယ်။တဘောကတော့မာဂီဒိုနီပြည်မှာရှိတဲ့အသင်းတော်တွေကအလှတန်းရက်ရောတယ်။သူတို့ကယုံကြည်သူအချင်းချင်းကိုကျွေးမွေးပြုစုပို့ရန်အတွက်လဲစိတ်အားထက်သန်တယ်။တမန်တော်ကြီးတွေကိုလဲသူတို့တွေကကူညီတယ်။သူတို့ရှိတာမရှိတာအပထားစေတနာစိတ်နဲ့ကူညီကြတယ်။သူတို့မှာရှိသမျှကို ပေးပြီးတော့မှဆင်းရဲသည့်တိုင်အောင် လူဒန်းမှုမှာရဲရောကြတဲ့အကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်။ပြီးတော့လေကောရင်သူအသင်းတော်ကိုဒီဥပမာ ပြပြီးတော့မှမင်းတို့လေစေတနာစိတ်နဲ့ပေးလူကြဆိုပြီးတော့မှ တိုက်တွန်းတာတွေ့ရတယ်။ပြီးတဲ့အခါမှာသခင်ယေရှုခရစ်တော်တော်မှငါတို့ချမ်းသာစေဖို့သူကိုယ်တိုင်ဆင်းရဲခံတဲ့အကြောင်းကိုလည်းထပ်ပြောပါတယ်။ဒီနေရာမှာစေတနာစိတ်နဲ့လုပ်မယ်ဆိုရင် ကိုလုတ်တဲ့အမှုတိုင်းဟာနှစ်သက်ဖွယ်ဖြစ်တယ်လို့ပြောပါတယ်။တန်တိုင်းမှာ ပတ်စံရှိမှကူညီမယ်လှူဒန်းမယ်ဆိုတာမျိုးမဟုတ်ဘူးစေတနာကအဓိကဖြစ်တယ်လို့ပြောပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ပေးကမ်းလှူဒန်းဖို့ကတော့ခရိယံအသက်တာရဲ့အခြေခံသဘောတရားဖြစ်ပါတယ်ပေးကမ်းလှူဒန်းတဲ့နေရာမှာလဲကျွန်တော်တို့ကစေတနာစိတ်ကအရေးကြီးပါတယ်ကျွန်တော်တို့စေတနာစိတ်နဲ့ဘာပဲလုပ်လို့လောက်ရတဲ့အရာတိုင်းဟာအကျိုးရှိပြီးတော့ကိုယ်တိုင်လဲဝမ်းမြောက်စေတာဖြစ်ပါတယ် စေတနာစိတ်မပါဘဲနဲ့လုပ်တဲ့အရာတိုင်းကတော့ဘာအကျိုးကျေးဇူးမှမခံစားရနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာပေကံလှူဒန်းဖို့လိုတယ်၊ရဲရောဖို့လိုတယ်၊ယုံကြည်သူချင်းချင်းကိုပြုစုစောင့်ရှောက်ဖို့လိုတယ်၊အမှုတော်ဆောင်တွေကိုလည်းပံ့ပိုးဖို့လိုတယ်၊ကိုယ်မှာရှိတဲ့ရေတစ်ခွက်ပဲရှိရှိ ရှိတဲ့ရေတစ်ခွက်တိုက်ရင်တောင်အကျိုးမရပဲမနေဘူး။ရေတစ်ခွက်သာမကကျွန်တော်မှာရှိတဲ့အရာခက်သိမ်းတဲ့ မဆအကူညီတတ်ဖို့အရေးကြီးပါတယ်။ဘုရားသခင်က ကျွန်တော်တို့ကို စင်းရဲစေတဲ့ဘုရားမဟုတ်ဘူး။ကျွန်တော်တို့ရဲ့အသက်တာပေးကမ်းခြင်းက သူတစ်ပါးတွေကိုကြွယ်ဝစေတယ်လို့မိမိကိုယ်တိုင်လည်းကြွယ်ဝတော်သူဖြစ်ကြောင်းပေါ်လွင်စေတာဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်တို့ကို ပေးလူဖို့တိုက်တွန်းရလောက်အောင် မဖြစ်စေဘဲကိုယ်တိုင်က ပေးလူတတ်တော်သူဖြစ်ပြီးတော့စိတ်စေတနာအမြဲရှိတော်သူဖြစ်နေဖို့အင်မတန်အရေးကြီးပါတယ်။ ူတို့ဘားတွေရဲ့ပေးလူချင်းကိုလည်းပုံသက်တွေယူပြီးတော့ကိုယ်တိုင်လက်တွေ့လောက်ရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ပေးလူချင်းကလည်းပုံသက်တွေဖြစ်ပြီးတော့သူတို့ဘားတွေလိုက်လျှောက်เสียဖြစ်စေဖို့လည်းအရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ယုံကြည်သူအချင်းချင်းကိုကြွေးမွေးပြုစုကြပါအမှုတော်ဆောင်တွေကိုလည်းပေးကမ်းကြပါစေတနာ စိတ်နဲ့ပြုတဲ့အရာတိုင်းကနှစ်သက်ဖွယ်ဖြစ်လို့တတ်နိုင်တာမတတ်နိုင်တာအပထားစိတ်စေတနာသာအရေးကြီးတယ်ဆိုတာကိုသိစေချင်ပါတယ် ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရောကိုယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်ရဲ့အသက်တာမှာစေတနာစိတ်နဲ့ပေးကမ်းရက်ရောတက်တော်သူ ဖြစ်စေပါယုံကြည်သူတွေကိုကူညီထောက်ပံ့တဲ့နေရာမှာတော်လကောက်အမှုတော်မြတ်ကိုကူညီထောက်ပံ့တော်နေရာမှာတော်လကောက်ရက်ရောစွာပါဝင်တက်စေဖို့မဆပါယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလဲခရစ်တော်အတွေ့တောင်းတနေရာကနေ့ ပေးဆက်လှူဒန်းနိုင်သော သာသမီများဖြစ်စေုံသာမက ကိုယ့်ရဲ့ပေးကမ်းခြင်းပုံသက်တည်အားဖြင့်အခြားသောသူတွေကိုလည်းမင်္ဂလာရှိစေပါဂျေစုတင်တဲ့တနေ့တာလုံးလက်ဝဲအနှံ့နဲ့ကိုရောအတူရှိ၍လမ်းပြပါမိအကြောင်းယေရှုခရစ်တော်နာမ၌ဆက်ကအနန္တဆုတောင်းပါ၏အာမင်